စိတ်ဓာတ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေကိုလူလို့ခေါ်တာအထက်ကိုတလူလူတက်တဲ့စိတ်ဓာတ်ရှိတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှလူလို့ဖြစ်တယ်သို့သောလူတွေထဲမှာလူစိတ်ဓာတ်ကင်းမဲ့ပြီးတော့တတိဆန်နေရဲ့သဘာဝမျိုးတွေကိုလည်းလူတွေရဲ့အထက်မှာသွားတွေ့နေရတယ်ပေါ့နော်ဒူးဒူးနိုင်ကျင့်နေဆိုတာတတိဆန်နေရဲ့သဘာဝတစ်ခုပဲ အဲ့ဒီဒိဋ္ဌိဆန်ရဲ့တဘာဝတစ်ခုဟာလူသားတွေထဲမှာလည်းလာပြီးတော့တွေ့နေရတွေ့နေရတော့တကယ်လူသားစစ်မှန်ပြီးတော့လူစိတ်ဓာတ်အပြည့်အဝရှိတယ် human dignity ခေါ်တဲ့လူခွန်သိက္ခာအပြည့်အဝရှိပြီဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းဆိုတာမရှိတော့လောကလူသားတွေဟာအာရှိအာမဲအာရှိတဲ့ပုဂ္ဂိုလ်ဟာအာမဲတဲ့ပုဂ္ဂိုလ်ကိုနိုင်ကျင့်ကြတယ် ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။ပညာတတ်တဲ့ပုဂ္ဂိုလ်ကမတတ်တဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။အသက်ကြီးတဲ့ပုဂ္ဂိုလ်ကတဲ့ငယ်တဲ့ပုဂ္ဂိုလ်လေးတွေကိုနိုင်ခြင်းတယ်လို့ဆိုတယ်။လူလောကမှာမမြတ်တာတဲ့လောရတရားလူစိတ်ကင်းကွာနေတဲ့အခါမှာဖြစ်ပေါ်လာတတ်တယ်။အဲ့ဒါကိုစာပေကျမ်းကမှာလူစိတ်ကင်းပြီးတော့အနိုင်ခြင်းတယ်ဆိုတာ ဘယ်လိုဟာမျိုးဘာကြောင့်အနိုင်ကျင့်မှုဖြစ်တယ်လဲလို့ဆိုလူတွေစိတ်တွေသဘောထားတွေဟာရှမယံခအမြဲဒေါသရှင်ထဲမှာထားကြတဲ့အခါမှာကက်ခလောကျန်းနေစိတ်ကျန်းနေစိတ်တက်အနေအချင်းသူတို့ဘာကိုနှိမ့်ဆက်ခြင်းနဲ့အနိုင်ယူခြင်းနဲ့တစ်ဖက်သားအပေါ်မှာအနိုင်ကျင့်နေတဲ့ဆိုတဲ့သဘောတွေဖရုတော့ တစ်ဖက်သားကိုဒုက္ခရောက်အောင်လှုပ်ချင်တဲ့ပရံဥသေတိဒါဟေတိတိဖရုသောဆိုတစ်ဖက်သားကိုစိတ်ဆင်းအောင်လှုပ်ချင်တဲ့လူစိတ်တယ်။တဟတိကောဆိုတဲ့စကားလုံးကအနိုင်ကျင့်တယ်။လူတွေမှာအဲ့ဒီအနိုင်ကျင့်တယ်ဆိုရဲလောက်ရတဲ့ဟာလူလောကမှာလည်းတွေ့နေရတယ်ပေါ့နော်။အဲ့ဒီတွေ့နေတာလူတွေရဲ့ဇယိုက်လက္ခဏာတွေဟာဘာကြောင့်ဖြစ်ပေါ်နေသလဲဆိုတာ ဲ့ဒါတွေဟာဖြစ်တဲ့မလားစဉ်းစားကြအောင်